ိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်အနီးမှာရှိတဲ့မေလခေါ်မော်ကွီးလူစစ်ကောင်စီစခန်းကို KNL ကင်မျိုးသားလူမျိုးရေးတပ်မတော်တပ်မဟာခုနှစ်ကမေ16မနေ့9နိုင်ခန့်မှာသိမ်းပိုက်လိုက်ပြီလို့ KNU ကရင်မျိုးသားအစည်းအရုံးဗဟုကသတင်းထုတ်ပြန်ပါတယ်။ဖန်ခရိုင်ပိုင်ကျုံမြို့နယ်တဲမှာရှိတဲ့ဒီစခန်းကိုမေ14မှာစတင်တိုက်ခိုက်ပြီး24နိုင်အတွင်းသိမ်းပိုက်လိုက်တာလို့ဒေသတွင်းမီဒီယာတွေကဖော်ပြပါတယ်။ ခလာယန်စက်လေးတက်စကန်းထိုင်ထားတဲ့မော်ကွေးလူမှာအင်အား90ခန့်ရှိပြီးဒရုန်းတံကြောင့်အနေချင်းသေဆုံးပြီးတဲ့နောက်ကျန်စီတဲ့စစ်သား40ကျော်ဟာလက်နက်တွေနဲ့အတူစကန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်120မီလီမီတာနဲ့60မီလီမီတာစိမ်ပြောင်းတွေအပါအဝင်လက်နက်များစွာသိမ်းဆည်းရမိတယ်လို့ဒေတာတွေမီဒီယာတွေမှာဖော်ပြထားပေမဲ့ KNU ထုတ်ပြန်ချက်မှာတော့အသေးစိတ်ဖော်ပြမထားပါဘူး KNL တက်မှာခုနှစ်ကတောင်ရင်မြစ်တစ်လျှောက်မှာရှိတဲ့စစ်ကောင်စီစခန်း၁၀ခုခန့်ကိုဇက်တိုက်သိမ်းပိုက်လိုက်တာဟာဒိုမီနိုသဘောအရတစ်ခုပြီးတစ်ခုဇက်တိုက်သိမ်းတာဖြစ်ပြီးတက်မဟာခုနှစ်ရဲ့စွမ်းဆောင်ရည်ကိုပြသလိုက်တာဖြစ်တယ်လို့ KNU ပြောခွင့်ရပဒူစော့တော်နီက BNN ကိုပြောပါတယ်ဟိုကျွန်တော်တို့ပဲပြန်ပြီးတော့အထူးသဖြင့်တက်မဟာခုပေါ့နော်ပြန်သိမ်းတဲ့အခါမှာကျရင်ပြိုတကယ်တကယ်ဒိုမီနိုသီအိုရီလိုပဲအဲတစ်ခုပြိုတာနဲ့ဟိုတခါတည်း broom နဲ့ဆိုတခါတည်းထိုးဆင်းကုန်တာပဲအဲ့ဒါတွေကတကယ်ထူးခြားတဲ့အရာတွေပဲအခုဆိုရင်တော့စကန်တိုင်းလိုလိုကတေးရနေတလုံးတေးရနေနှလုံးအဲ့လိုပဲပြူကြနေတဲ့ခါကျတော့အခုပြောရမယ်ဆိုတတ်မှခုခွန်နေစားနဲ့ဆက်ဆက်နေတဲ့ထိုင်းနေစားဒီကြောမှဆိုရင်တော့စကန်ကြီးမမတော့မရှိတော့ဘူးလို့ပြောလို့ရတယ်အခုမက်သွားလွယ်လို့ပေါ့နော်ကျန်တဲ့ဟာအတွင်းပိုင်းပဲရှိတော့တယ်ဆိုအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အနေထားအော်တတ်မှခွန်ရအနေထားဘယ်လိုရှိလဲဆိုတော့ကောင်းကောင်း မသိဘူးပေါ့နော်သူသဖြင့်ဟိုဒီဒေတာအခြေအနေကိုနားမလည်တဲ့လူတွေအများရန်ပဲတမခွန်ကိုဟိုဟိုလိုလိုဒီလိုလိုနဲ့ဟိုရိုးစုံနေတဲ့ဟာတွေကအခုဆိုရင်တော့ရှင်းလောက်ပါပြီလို့ KNL တမခွန်နေဟာမာနေပလောဌာနချုပ်ဟောင်းခလေဒီပူလူတူဖောမာသူ တခော့ပြီးကွီးဒါလေဘျူဟာနဲ့အခုမော်ကွီးလူစခန်းကိုဇက်တိုက်သိမ်းပိုက်လာတာဖြစ်ပါတယ် ရှမ်းကရင်နီဆက်ဆက်ဒေသမိုးပြဲတိုက်ပွဲမှာစစ်ကောင်စီဘက်က23ဦးသေပြီး16ဦးအလင်းဝင်နဲ့3ဦးကိုလက်ရဖမ်းမိတယ်လို့ကန္တာရဝတီတိုင်းကဖော်ပြပါတယ်။မေ၁၂ကနေ၁၅အထိ၄ရက်တာတိုက်ပွဲအတွင်းအခုလိုသေဆုံးအလင်းဝင် ဖမ်းမိတာဖြစ်တယ်လို့ရှမ်းတောင်စစ်ဒေသကွင်အမှတ်၁ဗျူဟာ တာဝန်ရှိသူတဦးကပြောပါတယ်။ဒါအပြင် MA3 သနက်3လက် MA1 သနက်တက်လက်နဲ့ ခဲရန်တွေသိမ့်မိတယ်လို့လည်းဖော်ပြထားပါတယ်ကချင်ပြည်နယ်မွန်ကြီးမြို့နယ်အင်းတော်ကြီးဒေသစနွင်းကုန်းကျေးရွာဘက်ကစစ်ကောင်စီနဲ့ SNA ရှမ်းပြည်ပူးပေါင်းတပ်ကလေချောင်းပစ်ကူနဲ့အတူစစ်ကြောင်းထိုးနေတယ်လို့ KNG ကချင်ညူးစ်ဂရုကဖော်ပြပါတယ်အင်အား900ခန့်ပါတဲ့ဒီစစ်ကြောင်းဟာမေ14မှာစတင်စစ်ထိုးလာတာဖြစ်ပြီး KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KPDF တွေထိချုပ်ထားတဲ့နေမြေတွေကို ပြန်လာတိုက်တာလို့ဆိုပါတယ်ဒီထိုးစစ်ဟာအင်းတော်ကြီးကိုဥတီတယ်ဆိုပေမဲ့တကယ်ကတော့ KIA နဲ့မဟာမိတ်တွေပိတ်ဆို့ထားတဲ့ဖားကန့်မြို့တဲကိုဝင်နိုင်ဖို့အတွက်အင်းတော်ကြီးဒေသလန်းကာမိုင်းလန်းဆယ်စင်းတာမခံလန်းစတဲ့နေရာ၃ခုကနေစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ဖော်ပြထားပါတယ် ချင်းညီနောင်ဖွဲ့ကထိန်းချုပ်ထားတဲ့မင်းတပ်မျိုးနွယ်တွေကကြီးရွာတစ်ခုကိုမေ16မှာ တိုက်နေရင်ကဘုံတက်ကျဲတယ်လို့မင်းတပ်မျိုးနွယ်ပါအဖပြောခွင့်ရဆလိုင်းရောမန်ကဗီယက်နမ်ကိုအခုလိုပြောပြပါဗျမေလာ15ရက်မနက်9နာရီခွဲဝန်းကျင်လောက်မှာမင်းတပ်မျိုးနွယ်တိုက်နေတိတ်ကကြီးရွာတရွာဘုံကျဲသွားတယ်ပြည်သူနှစ်ဦးတေဆုံးတယ်သူကတော့ចောင်းသားကလေးငယ်လေးပါ73နှစ်ပဲရှိတဲ့ကလေးငယ်လေးចောင်းသားလေးတူဦးရဲ့ အသက်40ဝန်းကျင်ရှိတဲ့မိခင်တူဦးရေပေါ့နော်ပျက်စီးတဲ့အိမ်ကပြည်သူအိမ်ကအလုံးပေါင်း40လောက်ရှိမယ်ပြီးတော့မှကြေးရွာစာတင်ကျောင်းပေါ့နော်ကြေးရွာစာတင်ကျောင်းနဲ့ကျောင်းဆောင်နှစ်ဆောင်ပေါ့လေဒါလည်းလုံးဝကိုတော်တော်ကြီးကိုလုံးဝပြန်သုံးလို့မရတော့နေပေါ့ပျက်စီးသွားတယ်ပေါ့နော်အဲဆိုတော့အဲ့ဒါမနေ့ကပေါ့ပြီးတော့မှဒီနေ့မနေ့မေလ16ရက်မနေ့မှာလည်းပဲပုံကျဲတက်ခတ်မှုရှိသေးတယ်ဒီနေ့မနေ့လည်းအဲ9နိုင်နဲ့9နိုင်ကျော်မှာပဲဒါကကျွန်တော်တို့ကြော်လွှားမယ်အခက်ခဲတစ်ခုလိုပဲပြောအောင်ပါ ာလေကြောင်းနဲ့ပတ်သက်လို့တော့ကျွန်တော်တို့လေကြောင်းတတိတွေထားမယ်တခုရှိတာကကျွန်တော်တို့ကတုတ်ချင်းနေပေါ့နော်ပုံကိုချင်းပန်ကချင်းနေတဲ့အချိန်မီဝင်ရောက်နိုင်တဲ့တတိရှိတယ်ဆိုရင်တော့လေကြောင်းအန်ဒရယ်ကထိခိုက်မှုကတော့အစောအုံနဲ့ထိခိုက်တာတော့ထားလိုက်ပေါ့နော် လူအသက်တည်ဆုံးမှုပါညာကတော့ဟိုလို90 900ခန့်တော့ကကတုတ်ချင်းတဲ့အချိန်မီဝင်ရောက်တယ်ဆိုရင်တော့အသက်အန်ဒရယ်လွတ်တယ်ခင်ဗျာ ဟိုဒါကကျွန်တော်တို့လုံနိုင်တဲ့နီးပေါ့နော်အသက် under ဆုံးရှုံးမှုအများကြီးကာကွယ်ပေးနိုင်တဲ့နီးပေါ့အဲ့လိုမျိုးတော့ပြောလို့ရတယ်ဟိုလေရင်ပြည့်လက်နဲ့ဒီဘာတွေကကြတော့ကျွန်တော်ချင်နေရဟိုဖြစ်နိုင်တဲ့လူတို့ကြတဲ့ပုံပဲစဉ်းစားရတယ်ဆိုတော့လေနော်ချင်းပြည်နယ်နဲ့ဆက်ဆက်နေတဲ့ရခိုင်ပြည်နယ်ကလေပြီးခဲ့တဲ့နှစ်ရက်မှာစစ်လေရင်ကဇက်တိုက်ဘုံကျဲတဲ့အတွက်ကြောက်တော်နဲ့ရသေးတောင်ဘက်မှာအရက်သားတွေဒါစင်နဲ့ချီတေဆုံးခဲ့ရလို့ဒီလုပ်ရက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်းအာရခတက်တော် AA ကသတင်းထုတ်ပြန်ထားပါရခင်ဗျာ။